မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းများကတော့2025ခုနှစ်မာရဝီစီယာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစောင်းနိုင်ပွဲတော်မိဘုံမြန်လှွတ်တင်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ 2025ခုနှစ်မာရဝိဇယဗိုဒ္ဓယူပွားတော်မြတ်ကြီးတစောင်းနိုင်ပွဲတော်မိဘုံမြန်လွတ်တင်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုနိုဝင်ဘာ၂ရက်ညနေပိုင်းကမာရဝိဇယဗိုဒ္ဓဥယျာဉ်တော်အတွင်းရှိရေပန်းရေမြင့်တော်မှာကျင်းပကြောင်းသိရပါတယ်။အခမ်းအနားသို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နှင့်ဇနီးတော်ဂျူလာ ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဘူချုပ်မူကြီးစိုးဝင်းနှင့်ဇနီးတော်သမန်းတွေကော်မရှင်ဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွတ်စောနှင့်ဇနီးကော်မရှင်ဖွဲ့ဝင်အမှုဆောင်ချုပ်ဦးအောင်လင်းတွေနှင့်ဇနီးကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဘူချုပ်ကြီးရဲဝင်းဦးနှင့်ဇနီးကော်မရှင်ဖွဲ့ဝင်များနှင့်ဇနီးများပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌကာကွယ်ရေးဦးစီးချုပ်ရုံးမှအစီအမံတက်မတော်အရာရှိကြီးများနှင့်ဇနီးများနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်မှု ီပုံမြန်လွှင့်တင်ရေးပြိုင်ပွဲဝင်အဖွဲ့များနဲ့တာဝန်ရှိသူများတက်ရောက်ကြပါတယ်။အခမ်းအနားတွင်နိုင်ငံတော်ရှားယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယီကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့ကမာရဝီဇယဗုဒ္ဓရုပ်ပွားတော်မြင့်ကြီးတရားနိုင်မိထုံပွဲတော်မီပုံမြန်လွှင့်တင်ပူဇော်ခြင်းဖွင့်ပွဲအခမ်းအနားအားဖေးချုပ်ပြဖွင့်လှစ်ပေးကြရာ မိဘုံပြန်ငယ်များကိုတပြိုင်တည်းလွတ်တင်ခြင်းမိရှုမိဘများပြစ်ပေါက်ခြင်းနဲ့မြန်မြန်ဆန်ဆန်လားတဆောင်နိုင်တည်သခြင်းများဖြင့်ကပြဖြုတ်ပြီးခြင်းများကိုဆောင်ရွက်ကြပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာအရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးအဖွဲ့ဝင်များသည်တဆောင်နိုင်ပွဲတော်မိဘုံပြန်လွတ်တင်ပူဇော်ပြိုင်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ကြမည့်ပြည်တော်စုအဆင့်အဖွဲ့အစည်းများဝင်ကြီးဌာနများမှပြိုင်ပွဲဝင်အသေးများအားလိုက်လံနှုတ်ဆက်ကြရာရိုးရအကအလာများဖြင့်ကပြဖြုတ်ပြီးကြပါတယ်။ ဆက်လက်၍နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌနေစနီအခမ်းအနားတက်ရောက်လာကြသူများဟာမြာမီကြီးမိဘုံမြန်များနှင့်စိန်နံပါတ်မိဘုံမြန်များအားပြိုင်ပွဲဝင်အသင်းများအလိုက်အတီးတီလွတ်တင်ပူဇော်ရှင်ပြိုင်မှုများကိုကြည့်ရှုအားပေးကြပြီးလာရောက်အားပေးကြတဲ့မိဘပြည်သူများအားရင်းနှီးနှုတ်ဆက်ကြောင်းသိရှိရပါတယ်ရှင်။